ဝတ်လဲတယ်ဆိုတာကိုသေချာစွာ နားမလည်၍ရှင်းပြပေးပါဗျာတဲ့ဝတ်လဲတယ်ဆိုတာဟာမကောင်းတဲ့အကုသိုလ်ကံတစ်ခုဟာအတုံအလှဲ့ခံရတဲ့သဘောကိုဆုလို့တယ်ပေါ့ရှေးတုန်းကလယ်သမားတယောက်ဟာနွားရကောင်ကိုထွန်မိုးနဲ့တဘိုးမှာကတယ်သုံးမို့လှဲမောင်းတဲ့အခါမှာလှဲကို အဲ့ဒီနွားလဲရတပိုးမှကတယ်သို့တော့အဲ့ဒီနွားဟာအမတန်ပြင်းတဲ့နွားဆိုတော့တပိုးကပြီးရင်သူက ထိုးအိတ်တယ်ရှိုက်လို့နှက်လို့လည်းမရဘူးပေပြီးတော့နေတယ်အဲ့ဒါလို့လုတ်ပါများတဲ့အခါမှာလယ်သမားကစိတ်ဆိုးပြီးအဲ့ဒီနွားရဲ့လက်ဘင်းကို ကောက်ရိုးတွေနဲ့ပတ်ပြီးတော့မိရှုသတ်တယ်ပေါ့နော်မိရှုသတ်တဲ့အတွက်ကြောင့်ဒီအကုသို့ကြောင့်သူဟာငရဲကိုရောက်သွား ငရဲကလွတ်တဲ့အခါမှာသူဟာဘောအပေါင်းများစွာလက်ဘဲမှာမိခွင်းဆွတ်ပြီးတော့မိလောင်သေးရတာပဲ။နွားသေးတယ်လို့ပုံစံမျိုးသေးတာ။ဒါကိုဝတ်လဲတယ်လို့ခေါ်တယ်။နော်။အတုံအလှခံစားရတယ်။ကိုလုံးတဲ့ကိုလုံးတဲ့ဒုက္ခတစ်ဖက်သားခံစားရတယ်လို့ကိုလည်းအဲ့လိုခံစားရတယ်လို့ဒီလိုဟာမျိုးဆုံးလို့တယ်ပေါ့ဝတ်လဲတာ။အဲ့ဒီလိုအလားတူတွေရှိတယ်ပေါ့။အလားတူတွေ တခါနွားချောင်းသားနွားချောင်းသား6ယောက်တော်ထဲမှာနွားချောင်းရင်ကနေဖွကြီးတကောင်မြင်တော့ဝိုင်းလဲကြတယ်လိုက်တဲ့အခါအဲ့ဒီဖွကြီးကတောင်မှုတွေဝင်သွားအဲ့တောင်မှုကြီးလိုက်တဲ့အခါအပေါက်6ပေါက်ရှိတယ်ပေါက်6ပေါက်ရှိတာ ਨੇ ဒီသူတို့တောင်မှုကြီးကိုတူးဖြော်ဖို့အချိန်မရသေးတဲ့အတွက်ကြောင့်နောက်ကြမှာလာပြီးတော့ဒီဖွကြီးကိုတောင်မှုတူးပြီးတော့ဖော်မယ်လို့ဆိုပြီး ဖမ်းမယ်လို့ဆိုပြီးတော့တယောက်ကိုတပေါက်သေးသေးချာချာဖွက်ကြီးမထွက်နိုင်အောင်ပိတ်ခဲ့ကြတယ်ပိတ်ပြီးနောက်ရကြတော့သူတို့အဲ့ဒီဘက်ကိုနွားချောင်းမရောက်ကြတော့တပတ်လောက်ကြာအောင်အဲ့ဒီဘက်မရောက်ဘူးနောက်တပတ်လှည့်ကြလိုက်ပြီးကြောင်းတဲ့အခါကျတော့အဲ့ဒီတောင်ပေါ်ကြီးရောက်တဲ့အခါပြန်တတိရတော့သူတို့ပိတ်ထားတဲ့အပေါက်တွေကိုသူတို့ပြန်ဖွင့်လိုက်ကြတယ်ဖွင့်လိုက်တဲ့အခါမှာဖွက်ကြီးက9ရက်လောက် ိတ်ထားတော့အစာရေစာမတော့ရတဲ့အခါကျတော့အသက်ဆုံးပြီးတော့တောင်ပေါ်တွေကเนาะပိန်ပြီးတော့လှုပ်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 နဲ့ထွက်လာဖွကြီးရမပြေးနိုင်ရှာဘူးအဲ့ဒီကျတော့သူတို့တနာကျင်လာတဲ့စိတ်ဖြစ်သွားလို့မတတ်ကြဘူးအဲ့ဒီပုံကိုယ်တွေဟာကောရမဖရာလက်ထက်ရောက်တော့ယဟန်6ပါဖြစ်လာ ဖြစ်လာပြီးတော့ခီးသွားတဲ့အခါမှာလိုင်းကူတစ်ခုထဲမှာသွားပြီးသတင်းသုံးတဲ့အခါမှာညမှာ ကျောက်တုံးကြီးတစ်ခုကနေမြည်ဟီးပြီးတော့လိမ့်ကြလာပြီအဲသူတို့နေတဲ့လှိုင်ကူကြီးပိတ်သွားဘယ်သူမှတွန်းဖွင့်လို့မရဘူးကြိုးစားကြတယ်ခொနှစ်ရက်လုံးလုံးမပွင့်ဘူးခொနှစ်ရက်ကြာတဲ့အခါကျတော့ဒီကျောက်တုံးကြီးကပွင့်သွားတယ်ဆိုရဆလာအဲ့တော့ဖွတ်တုံးကလည်းသူတို့ကသူတို့ကိုယ်တိုင်ပြန်ဖွင့်ပေးတာဖြစ်တယ်ပေါ့တနာလို့မတတ်ခဲ့ဘူးဒါကြောင့်မို့အဲ့ဒီယဟန်တွေဟာလည်းပဲဝတ်လဲတယ်ဆိုအပိတ်တော်ခံရရတယ် ူတို့ဟာဘဝမှာမသေးဆုံးကြဘူးပေါ့သို့တော့ခொနှစ်ရဲ့အစာပြတ်ရေဖြတ်ပြီးတော့အင်အားတွေချိနေပြီးတော့လိုင်းကူတွေကထွက်ခဲ့ကြရတယ်ပေါ့အဲ့ဒီဇာလန်ကလည်းဒါဝတ်လက်တယ်လို့ခေါ်တယ်ဒီလိုလားတို့ဝတ်လက်မှုမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကိုဆွလို့တဲ့